ညောင်လေးပင်ရေဖြူကန်ကျေးရွာတွင်အထိုင်ကျတက်ဆွဲထားသောစစ်တပ်ကို drone ဖြင့်ပုံကျဲမှုကြောင့်စစ်သား၄ဦးသေဆုံးကြောင်းညောင်မျိုးတွင်လည်းစစ်ကြောင်းထိုးနေသောစစ်တပ်ကိုတိုက်ခိုက်ကြောင်းသိရပါသည်။ပဲခူးတိုင်းညောင်လေးပင်ခရိုင်ရေဖြူကန်ကျေးရွာတွင်အထိုင်ကျတက်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone ဖြင့်တိုက်ခိုက်ရာစစ်သား၄ဦးသေဆုံးခဲ့ကြောင်း7 Ramens Drone Force မှတာဝန်ရှိသူကပြောပါသည်။ဂျွန်လ20ရက်နေ့ည8:30မိနစ်ခန့်တွင်ညောင်လေးပင်ခရိုင်ရေဖြူကန်ကျေးရွာတွင်အထိုင်ချတပ်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လှန်ရေးတပ်ဖွဲ့များက 60မမဘုံတိနှလုံးတဲချတိုက်ခဲ့ကြောင်းသိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်သား၄ဦးသေဆုံးပြီးအဆုတ်အုံပေါ်ကြားရောက်ပောက်ခွဲခဲ့ကအကြမ်းဖက်စစ်တပ်ဖက်မှလည်းလက်နက်ကြီးများဖြင့်ပြန်လည်ဖိကပ်ခဲ့တော့လဲတော်လိုင်းရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးအင်အားကတော့အတိအကျတော့မသိရဘူး။စစ်ခွေးသေးစင်းထတ်တိုးသေးစင်းကတော့ကျွန်တော်တို့လည်းသတင်းဆောင်ဆိုင်နေသေးပါပဲ။စစ်ခွေးတွေဘက်ကလက်နက်ကြီးတွေနဲ့ပြန်လည်ဖိကပ်ခဲ့တာတော့ရှိပါတယ်။ဒါပေမဲ့အထိအခိုက်မရှိပါဘူးဟု Seven Rounds Drone Force မှတာဝန်ရှိသူကပြောပါတယ်။ အလားတူမန္တလေးတိုင်းညအုပ်မြုံနယ်ညအုပ်မြုံမှတင်ကား၃စီးပါစစ်တပ်စစ်ကြောင်းကိုထိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်း People Democratic Army PDA တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဒွန်လ23ရက်နေ့ညအုပ်မှထွက်လာသောတင်ကား၃စင်းပါစစ်တပ်စစ်ကြောင်းတစ်ကြောင်းတောင်စင်းရဲစခန်းမှထွက်လာသောအင်အား80ခန့်ပါစစ်ကြောင်းတစ်ကြောင်းတို့ကိုမိုင်းဆွဲပစ်ခတ်တိုက်ခဲ့ရာအပြန်လှန်ပစ်ခတ်တပ်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းညအုပ်မြုံမှထွက်လာသောတင်ကားပါစစ်ကြောင်းကိုလည်းတိုက်မိုင်းဆင်ရွက်တိုက်ခတ်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းသိရပါတယ်။ အဆိုပါတက်ခိုက်မှုကိုပြည်သူဒီမိုကရက်တစ်တပ်တော် PDF တပ်ဖွဲ့မှတက်ခိုက်ခြင်းဖြစ်ပြီးစစ်တပ်ဖက်ကလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်မှုကြောင့်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဦးကောင်းကိုလက်နက်ကြီးစားအထိမှန်တမ်းရာရရှိကြောင်းသိရပါတယ်။အချမ်းပဲစစ်တပ်စစ်ကြောင်းကြောင့်ညအုပ်မြုပ်နယ်အတွင်းရှိကျေးရွာ၁၀ရွာမှပြည်သူများစစ်ဘေးရှောင်နေကြရကြောင်းထို့ကြောင့်အရေးပေါ်စားနပ်ရိက္ခာစေဝါများလိုအပ်လျက်ရှိကြောင်းသိရပါတယ်။ညအုပ်မြုပ်နယ်အတွင်း၌စစ်တပ်ကမကြာခဏစစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိပြီး မကြာခဏထိရိုက်တက်ပွဲများဖြစ်ပွားလျက်ရှိကစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုတိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်းသိရပါတယ်။ဒွန်လိုင်းတပ်များ၏စုမုံနယ်မြေမှာမလေးရှားနိုင်ငံထက်ပင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတရက်လိုအပ်နေမှုကို ERO များကသဘောတူညှိနှိုင်းထားဟု UNG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောပါတယ်။ မြန်မာနိုင်ငံတွင်တော်လှန်ရေးတပ်များ၏စူမိုးနယ်မြေမှာမလေးရှားနိုင်ငံထက်ပင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတရက်လိုအပ်နေသည်ကိုတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ERO များကအခြေခံအဖြစ်သဘောတူညီလက်ခံထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောပါရယ် The Burma Guardian မှာဝိုင်းရင်သတင်းထောက်ဦးခင်မောင်ဆိုးနဲ့တွေ့ဆုံမေးမြန်းခန်းတွင်အမျိုးသားညီညွတ်ရေးအစိုးရပြည်ညာရေးနဲ့ကြမ်းမိုင်းဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်ပါရယ် လက်ရှိမြန်မာနိုင်ငံတွင်တော်လှန်ရေးတပ်များ၏စုမှုအေရိယာသည်မလေးရှားနိုင်ငံထက်ပင်ကြီးမားနေပြီးစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့်လဲပတ်နေကြောင်းလေကြောင်းရန်မှအပတော်လှန်ရေးတပ်များသွာလာနိုင်သောနေရာမှာကြီးမားတည်ပြန့်လာကြောင်းဒေါက်တာဇော်ဝေဆိုးကပြောဆိုပါသည်အခုကျွန်တော်တို့တွေစူးမိုးနေတဲ့နေမြေကမလေးရှားနိုင်ငံလောက်မကတော့ဘူးကျင်နေပြီအဲ့ဒီ feeling တကယ်ကိုမြေပြင်စူးမိုးနေတာအခုကျွန်တော်တို့ဖြတ်သွားလိုက်ရင်လက်ကွင်းတွေစိုက်ခင်းပြိုးခင်းတွေမစိုက်တဲ့မပြိုးတဲ့လက်ကွင်းမှမရှိတာမစိုက်တဲ့မပြိုးတဲ့နေရာဒေသမှမရှိတာနောက်မွေးမြူရေးတွေလုပ်ငန်းတွေလည်းလုပ်နေတာ ပုံမှန်လဲပတ်နေတဲ့စူမိုဒေတာတခုရှိနေတယ်။လေကြောင်းရမအပပေါ့ရှိနေတယ်ဆိုတော့ခန်းစားချက်မျိုးရတယ်။ဒီမီဒီယေဒေတာတွေကိုငါတို့တွေပိုင်ဆိုးနေပါလား။ငါတို့တွေသွားနိုင်လာနိုင်လုံနိုင်ကြိုင်နိုင်ပါလားဆိုတဲ့အသည့်နဲ့ feeling ခန်းစားချက်ကမြေပြင်ရောက်တဲ့အချိန်မှာရပါတယ်ဟုဒေါက်တာဇော်ဝီဆိုးကရှင်းပြပါတယ်။မလေးရှားနိုင်ငံဒီ area 2ရမိုင်ပေါင်း38,924ကျယ်ဝင်ပြီးမြန်မာနိုင်ငံမှာ area 2ရမိုင်ပေါင်း36,128ရှိသဖြင့်မလေးရှားနိုင်ငံမှာမြန်မာနိုင်ငံထက်နှစ်ဆခန့်သေးငယ်သောနိုင်ငံတစ်ခုဖြစ်ပါတယ်။ ထို့ပြင်တော်လိုင်းတပ်များစုမုံနေသောနေပြည်များကိုအခြေခံ၍အသွင်ကူးပြောင်းရေးအစိုးရတရဖွဲ့စည်းရန်လိုအပ်သည်ဆိုသောသဘောထားကိုတိုင်းရင်းသားတော်လိုင်းလက်လက်ကင်ဖွဲ့စည်း IRO များကနားလည်လက်ခံသဘောတူထားကြောင်းထို့အဆင့်သို့တက်လှမ်းရန်စစ်ရေးနဲ့နိုင်ငံရေးနောက်တစ်ဆင့်တက်ရန်လိုအပ်ကြောင်းသူကဆက်ပြောပါတယ်ကျွန်တော် informal ဖွဲ့စည်းတွေနဲ့တွေ့ဆုံတော့ informal ကျွန်တော်နားလည်တော့တော့အဖွဲ့အစည်းတွေအားလုံးကတကယ့်ကိုအတွင်ကူးပြောင်းရေးကာလအတွင်ကူးပြောင်းရေးအစိုးရတခုလိုအပ်တယ်ဆိုတာအားလုံးသဘောတူပါတယ်။ဒါပေမဲ့အဲ့ဒီလိုဖြစ်ဖို့အတွက်ကတော့စစ်ရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့လိုတယ်။ နောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်တို့ကအဲ့ဒါကိုစူးစမ်းရမယ်။ဒါကြောင့်စီးရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့အတွက်အားလုံးဝိုင်းပြီးတော့စူးစမ်းဖို့လိုတယ်။အားလုံးရဲ့သဘောကတော့ Federal Democracy နိုင်ငံမှာဖြစ်ခင်မှာ Transaction Government နဲ့ Transaction Arrangement လိုတဲ့ဆိုတာကိုအားလုံးကသဘောတူပါတယ်။မလေးရှားနိုင်ငံလောက်မကားတဲ့နေမျိုးစိုးမှုမှုရရှိနေပြီ။2021တုန်းကဘာနေမျိုးမှမစိုးမှုဘူး။2025မှာတက်ဆိုင်ရာဖက်ဒရယ်ဒေသလိုက်ရခိုင်ဆိုရင်ရခိုင်မှာတင်ထားတာအများကြီးပဲအလားတူပဲချင်းကချင်းရှမ်းမြောက်ကရင်ဒီအခုဆိုရင်ကရင်ပေါ့ အထက်ထဲမှာလည်းပြည်မဒေသတွေလည်းအများကြီးပဲအဲ့ဒီပုံမှာခြေခံပြီးတော့အတွင်ကူးပြောင်းရေးကာလအစိုးရတခုလိုအပ်တယ်ဆိုတာအားလုံးသဘောပေါက်ပါတယ်တဘောလည်းတူတယ်ဘလို့သွားမလဲဆိုတာတော့နိလအမျိုးမျိုးရှိမှာပေါ့အားလုံးရဲ့ယူရချက်ကတော့အတွင်ကူးပြောင်းရေးဆိုရလိုအပ်တယ်ဆိုတာအားလုံးသဘောတူပါတယ်ဟုတ်၎င်းကဆက်လက်ပြောဆိုပါတယ်ဆရာနာရှင်ကိုချိန်မုံပြီးအတွင်ကူးပြောင်းအစိုးရတရပေါ်ပေါက်လာရန်မြန်မာပြည်သူများအပါဝင်တွန်လိုင်းအင်အားစုများအားလုံးစည်ရင်းတဲ့နိုင်ငံရေးနောက်တစ်ဆင့်တက်နိုင်ရန်အတွက်ဝိုင်းဝန်းတွန်းအားပေးကြိုးစားကြရန်လိုအပ်ကြောင်းအယူဂျီဝန်ကြီးကပြောပါတယ် အဲ့ဒါကိုဘယ်လိုသွားမလဲဆိုတာကကျွန်တော်တို့နောက်ထပ်ရွေးမယ့်အရွေးစီရေးအရာနိုင်ငံရေးအရာအရွေးတွေပေါ်မှာအများကြီးမူတည်တယ်အဲ့ဒီအရွေးတွေကောင်းဖို့လိုတယ်အဲ့ဒီအရွေးကိုရွေးအောင်အားလုံးဝိုင်းပြီးတော့တိုးဖို့လိုတယ်လို့အားလုံးသဘောတူတယ်အားလုံးကအဲ့ဒီလိုဆုံးဖြတ်ပြီးတော့စူးစမ်းပြီးလုပ်နေကြတယ်လို့ကျွန်တော်နားလည်ပါတယ်ခု၎င်းကဆက်လက်ပြောဆိုပါတယ် UNG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးသည်ပြည်ပတွင်ရောက်ရှိနေရမှယခုနှစ်စံပိုင်းတွင်ပြည်တွင်းသို့အပြေးပြန်လာခဲ့သောပထမဦးဆုံးသော UNG ဝန်ကြီးတူလည်းဖြစ်ပါသည် ရန်ချောင်းတွင်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတက်ကတက်ခိုက်မှုကြောင့်စစ်သား15ဦးသေဆုံးကြောင်းသိရပါဗျ။မကွေးတိုင်းရန်ချောင်းမြို့နယ်အတွင်းဝင်ရောက်လာသောစစ်တပ်စစ်ကြောင်းကိုတက်ခိုက်ခဲ့ရာစစ်သား15ဦးသေဆုံးပြီးအများပြတံရရရှိခဲ့ကြောင်းရန်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါဗျ။မေလ29ရက်နေ့ကမကွေးခြေဆိုင်တပ်မ88ခါလာရ89ခါလာရ73မှစုပေါင်းထားသောအကြမ်းဖက်စစ်တပ်ကကျောက်ပန်းမြို့နယ်စီပင်ပြူရွာမှပြူစောတိများနဲ့ပူးပေါင်းကအင်အား150ခန်းဖြင့်ရန်ချောင်းမြို့နယ် တာခုကန်ကြီးရွာဖိုးကိုလမ်းမတဆင့်ဝင်ရောက်လာကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုပြည်သူ့ကော်မတီတပ်ဖွဲ့များကတိုက်ခိုက်ချေမှုန်းခဲ့ရာဂျွန်လ16နေ့အထိရက်20ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဆိုပါစစ်တပ်စစ်ကြောင်းကရင်နာကြောင်းမြုံနယ်လွန်ပင်ရှိုးကြီးရွာမှာအပြစ်မဲ့ပြည်သူတို့အင်းတော်ကြီးရွာမှာအပြစ်မဲ့ပြည်သူတို့တို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကာကန္တာရွာသစ်ကြီးရွာနဲ့လွန်ပင်ရှိုးကြီးရွာမှာပြည်သူနေအိမ်15လုံးကိုမိရှုဖြစ်စည်းသွားခဲ့ကြောင်းသိရပါတယ်။ဂျွန်လ16ရက်နေ့စစ်တပ်စစ်ကြောင်းက ကုန်းအိုင်ဖောင်းခွင်းလမ်းကနေပြန်ထွက်သွားတာမကွေးအခြေစိုက်တက်မှ88ခလာရ89ခလာရ73တန်းနဲ့ကြောက်ပတောင်စီပင်ရွာကပြူတွေပေါင်းပြီးဝင်လာလို့တိုက်ပွဲဖြစ်တာပါမေလ29ရက်ကစဝင်တဲ့အချိန်ကစပြီးကျွန်တော်နဲ့တိုက်ပွဲဖြစ်တဲ့ရက်20ကြာတိုက်ပွဲတွင်စစ်ခွေး15ဦးတည်ဆုံးပြီးအများပြတ်တန်ရရှိပါတယ်ဟုရန်ချောင်းမြုံနယ်ပြည်သူ့ကောင်ဝေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကို People Defense Force ရန်ချောင်း YNG PDF တမာမီ Special Column ရန်န္ဒာ Column နဲ့ အင်ဒိုတိုင်းနယ်ပတ်ကဖောက်လို့ပူပေါင်းကတက်ကက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဟော်မုတ်စီလန်ကြားကိုပိတ်မဖြစ်အောင်အီရန်ကိုတားပိတ်ဖို့တရုတ်ကိုအမေရိကန်ကတောင်းဆိုကြောင်းသိရပါတယ်။အီရန်ကဟော်မုတ်စီလန်ကြားကိုပိတ်ချမပစ်အောင်ကူညီစည်းရုံးပေးဖို့တရုတ်ကိုအမေရိကန်ကတောင်းဆိုလိုက်ပါတယ်။အမေရိကန်နိုင်ငံချိုင်းဝန်ကြီးမကူရိုဘီရိုကတရုတ်အနေနဲ့ကမ္ဘာပေါ်မှာဂျင်းနန်တင်ပို့မှုတွေဖြတ်တန်းတည်ယူမှုအများဆုံးရေလန်းကြောင်းတစ်ခုဖြစ်တဲ့ဟော်မုတ်စီလန်ကြားကိုအီရန်ကပိတ်မဖြစ်အောင်ကူညီတားဆီးစေလိုကြောင်းပြောဆိုပါတယ်။အီရန်ဟာနိုင်ငံရဲ့လုံခြုံရေးကိုထိပါးခံလာရတဲ့အခြေအနေကြောင့် ဟိုမုတ်စုပိတ်ပစ်မယ်လို့မကြာခဏထင်ကြောက်ခဲ့ဘူးပါတယ်။အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার ဆန်ရဆော့အုံတွေကိုဘုံကျဲပြီးတဲ့နောက်မှာတော့အီရန်လွှတ်တော်ဟာဟိုမုတ်စုကိုပိတ်ပစ်ဖို့အစီအစဉ်ကိုထောက်ခံတည်ပြုပြီးဖြစ်တယ်လို့အစိုးရပိုင်း Press TV သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဒါ့ပြင်မဲ့ဟီလက်ဂျာကိုတကယ်ပိတ်ပစ်ဖို့အပြီးသတ်ဆုံးမြတ်ချက်ကိုတော့နိုင်ငံအဓိပတိဦးဆောင်တဲ့အမျိုးသားလုံခြုံရေးကောင်စီကချမှတ်ရမှာဖြစ်ပါတယ်။ဟိုမိုစီလက်ကြပိတ်ခံရပြီဆိုတာနဲ့ကမ္ဘာစီးပွားရေးပေါ်ကြီးမားတဲ့နောက်ဆက်တွဲအကျိုးဆက်တွေရက်ခတ်လာမှာဖြစ်ပါတယ်။ဒီရောက်ဟာအီရန်နဲ့ ရင်းနှီးတဲ့ဆက်စားရေးမျိုးရှိနေတယ်လို့အီရန်ကတင်ပို့တဲ့ရေနံကိုပမာဏအများဆုံးဝယ်ယူခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။အမေရိကန်ကဣသရေလ်အီရန်ပြည်ပခန့်မှာဓာတ်ရဲပါဝင်လိုက်ခြင်းကလေးကကမ္ဘာရေနံဈေးနှုန်းဟာတိတိတသားတရိပ်ပြလာပြီးဟိုမိုဆီလက်ဂျာတာအပိတ်ခံလိုက်ရရင်ရေနံဈေးကော့ဟာအကြီးကျယ်ပြောင်းဆောင်သွားမယ့်သဘောဖြစ်ပါတယ်။ဟိုမိုဆီလက်ဂျာဟာဘာရှန်ပင်လယ်ကွေ့နဲ့အိုမန်ပင်လယ်ကွေ့ကြားမှာသဘာဝအတိုင်းထိုးထွက်နေတဲ့ကျွန်းဆွယ်နေရာကြောင့်ကျင်းမြောင်းသွားတဲ့နေရာဖြစ်ပါတယ်။မြောက်ပိုင်းမှာအီရန်နိုင်ငံရှိနေပြီးတောင်ဘက်မှာတော့ UAE အိုမန်နိုင်ငံတွေနဲ့ထိစပ်နေပါတယ်။ ီရန်တော်လိုင်းအဆောင်တန်း IRGC က Hormuz ကိုပိတ်ထားနိုင်တဲ့အစီရင်အားမျိုးပိုင်ဆိုင်ထားကြောင်းမကြာခဏတွေးကြော်လေးရှိပါတယ်။ဒီကိုကိုယ်တိုင်ကလည်းယီရန်တွင်သွင်းမှုတွေမှာ Hormuz ရဲ့ကြားကိုအကြီးအကျယ်မိခိုနေရတာကြောင့်ယီရန်ကြားမှာပိတ်အောင်အီရန်ကိုတောင်းဆိုပေးဖို့သူ့အနေနဲ့တိုက်တွန်းကြောင်း Rubio က Fox 3ဌာနကိုပြောကြားခဲ့ပါတယ်။တကယ်လို့ယီရန်ကြားကိုပိတ်လိုက်ပြီးဆိုရင်စီးပွားရေးအတွက်တည်ဆောက်ကြတဲ့အတိတ်ပဲလို့ဆိုနိုင်ကြောင်းအဲဒီလိုဖြစ်လာရင်ဘယ်လိုတွန့်ပြန်ကန့်ကြမလဲဆိုတာတွေအတွက်လည်းအမေရိကန်ကစဉ်းစားထားတာတွေရှိကြောင်းဒီကိစ္စကိုတခြားနိုင်ငံတွေလည်းအလေးထားစဉ်းစားတဲ့အကြောင်း ရေလက်ကြားကိုအီရန်ကပေးလိုက်မယ်ဆိုရင်အမေရိကန်တက်တခြားနိုင်ငံတို့ရဲ့စီးပွားရေးကိုအများကြီးပိုထိနာစေမှာဖြစ်တယ်လို့ရူဘီရိုကဆိုပါတယ်။ကမ္ဘာရေနံတင်ပို့မှုစုစုပေါင်းရဲ့20ရာခိုင်နှုန်းဟာနှစ်စဉ်ဟော်မုန်းရေလက်ကြားကိုဖျက်သန်းနေရတာဖြစ်ပါတယ်။ရေလက်ကြားကိုပိတ်ဖို့အားထုတ်တဲ့စူးစမ်းမှုတိုင်းဟာကမ္ဘာရေနံနဲ့လောင်စာဈေးကွက်တွေကိုထိုးတက်သွားစေမယ်အထိပ္ပယ်ဖြစ်ပါတယ်။ဒီဥက္ကာအီရန်ရဲ့ရေနံကိုအများဆုံးဝယ်ယူတဲ့နိုင်ငံဖြစ်ပြီးပြီးခဲ့တဲ့လအတွက်စီးရင်တွေအရနေ့စဉ်ရေနံစိမ်းစီပေါင်း1.8တန်းကျော်ကိုအီရန်စီကနေတင်သွင်းခဲ့တယ်လို့သိရပါတယ်။ အာရှရဲ့စီးပွားအင်အားကြီးနိုင်ငံတွေဖြစ်တဲ့အိန္ဒိယ၊ဂျပန်၊တောင်ကိုရီးယားတို့ဟာလည်းအဲ့ဒီရေလက်ကြားကိုဖျက်ပြီးတည်ယူခဲ့ရေနံကိုကြီးကြီးမားမားအားထားမိကုန်နေရတာဖြစ်ပါတယ်။နေပြည်တော် MRTB ဝန်ထမ်းမှန်နှင်းရင်ပြူကိုဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆုတောင်းမှုနဲ့ဗန်းတပိတ်ပါဝင်ခဲ့မှုဖြင့်စစ်ကောင်စီကဖမ်းဆီးလိုက်ပါတယ်။နေပြည်တော်ပြန်ကြားဝန်ကြီးဌာန MRTB ဝန်ထမ်းမှန်နှင်းရင်ပြူကို ဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆုတောင်းပြီးဗန်းတပိတ်ပါဝင်ခဲ့မှုဖြင့်စစ်ကောင်စီကဖမ်းဆီးလိုက်ကြောင်း MRTV ဝန်ထမ်းတိုင်ဝမ်နဲ့စစ်ကောင်စီထုတ်ပြန်ကြေညာချက်အရသိရှိရပါတယ်။ဂျွန်လတ်စကူရဲ့နေတွင်ကြားတော့လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်နှစ်မွေးနေ့အဖြစ်ဗန်းတပိတ်တွင် MRTV ဝန်ထမ်းမနှင်းရင်ဖြူခေါ်နှောင်းနှောင်းကပါဝင်ခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းအဖြစ်လူမှုကွန်ရက်တွင် Happy Birthday အမေစုအသက်ရှည်အနာမဲပါစေ။ဘဝစတိုင်ချစ်တော်သူများနဲ့ကြွေကွင်းရခြင်းဒုက္ခမှဝေးပါစေ။သူတို့ကောင်းများနဲ့သာ ကြုံတွေ့ပါစေဟုရေးသားခဲ့ကြောင်းထို့ပြင်ပန်းသပိတ်ပေါင်မှုအဖြစ်ဗန်းပန်သောဓာတ်ပုံများကိုလည်းလူမှုကွန်ရက်တွင်မျှဝေ post တင်ထားခဲ့ကြောင်းသိရပါတယ်။သူကပန်းသပိတ်ပါဝနာရဲ့အမေစုမွေးနေ့ဆုတောင်းပေးတာကိုသူ့ Facebook မှာတင်တယ်။အဲဒါကို Snow Queen Sit Lobby က Telegram Channel ကနေဖမ်းပေးပါဆိုပြီးတင်တယ်။ဂျွန်လာ၂၁ရက်နေ့ည၈နာရီလောက်မှာစစ်တပ်နဲ့သူ့ကိုဝင်ဖမ်းတာဟု MRTV ဝန်ထမ်းတူကပြောပါတယ်။ ။ဖမ်းဆီးခံရချိန်တွင် MRTV ဝန်ထမ်းမှနှင်းရင်ပြူသည်နေပြည်တော်တကုန်းရှိ MRTV ဝန်ထမ်းအိမ်ယာတွင်ရှိနေခြင်းဖြစ်ကြောင်း Telegram Channel များကသူမကိုဖမ်းဆီးရန်လှုံ့ဆော်ခဲ့ခြင်းဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်း post ကိုပြန်လည်ထည့်ခဲ့တော်လဲအချိန်မမီတော့ပဲဖမ်းဆီးခံလိုက်ရကြောင်းသူမအသွင်ပြနေသော Facebook အကောင့်များနဲ့ဖုန်းများအားလုံးကိုလည်းစစ်တပ်နဲ့ရဲများကတင်စီသွားကြောင်းသိရပါဗျ။ယနေ့ထုတ်စစ်ကောင်စီဝါဒဖြန့်တရင်စာများတွင်လည်းနိုင်ငံတော်တည်ရင်အေးချမ်းရဲကိုပြပြစေရန်နဲ့အစိုးရရန်ရံများပြပြစေရန်ရည်ရွယ်လက် ်လှုပ်ဆော်ခြင်းဝါဒဖြန့်ကျင်းများပြုလုပ်ခဲ့သောဩဂတ်စ်နှင့်နှင်းရင်ဖြူ Facebook အကောင့်ပိုင်ရှင်ဖြစ်သူနေပြည်တော်ပြည်အောင်စုနယ်မြေတက်ကုန်းမြုံနယ်မြမအတန်းနဲ့ရုံမြန်သားကြားဝန်ထမ်းအင်အားနေနှင်းရင်ဖြူခေါ်နှောင်းနှောင်းကိုဂျွန်လ27ရက်နေ့ညပိုင်းဖမ်းဆီးကြောင်းသတင်းထုတ်ပြန်ထားပါသည်အချမ်းဘက်စစ်တပ် lobby telegram channel များတွင်ဗန်းတပိတ်တွင်ပါဝင်သောစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများပြည်သူများနှင့်အကြောင်းသားများကိုဖမ်းဆီးရန်အတွက်လှုံ့ဆော်မှုများကိုစစ်တိုက်လှုံ့ဆော်နေကြောင်းသိရှိရပါသည်